ရတော့2025ခုလေးလပိုင်းပေါ့ဗျာတင်းနှင်းကနေသားသမီးနဲ့ပတ်သက်တဲ့လေးလပိုင်းအတွက်တက်လာတာကံကြမ်းမိုင်းမှကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကတော့အဲ2025လေးလပိုင်းတင်းနှင်းကနေသားသမီးတွေနဲ့ပတ်သက်တဲ့ကံလေးတွေပြင်ညို့လို့တင်းနှင်းကနေရဒီအချိန်မှာအပုတ္တရာနေပြီးတော့အနောဘင်္ဂကိုပြောင်းနေတာဖြစ်တဲ့အတွက်ပုတ္တိသောမကျော်သောကျော်သောပုတ္တိတူးမရှိဘင်္ဂမှာအပြက်အဲ့ဒါမျိုးဖြစ်တဲ့အတွက်တင်းနှင်းကနေသားသမီးတွေကဒီလေးလပိုင်းအတွင်းမှာဖားရပိုင်းငါးပိုင်းဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် အဲဒီနေ့ကနေသားသမီးတွေကလေးလပိုင်းပထမ15နှစ်မတိုင်မီရဲမှာအလောက်ကန်နေတအားပွန်းလန်းတတ်တယ်ဗျအစင်ပြေတယ်အစ်စ်တီအဟုံးနေခမရဒီချိန်မှာဒီနေ့ကနေသားသမီးကလေးလပိုင်း15နှစ်မတိုင်မီကလုံးကြာကြီးတာကိုပြက်ပြက်သားသားအပြတ်သားတော့ခမတို့လုံးကျင်တာလေးလုံးလုံးတော့အောင်မြင်မှာ15ရဲ့ကြိုးသွားတဲ့ခါကျအဟောင်းအစ်စ်ပြင်းခမတို့အီလေလေဖြစ်သွားတဲ့ကိုအနေရဆုံးခွာတဲ့လူတွေကိုရင်ကိုပြန်ကတ်တတ်တယ်အိမ်မှာရှိတဲ့အဟောင်းနေနဲ့အစ်စ်တီနဲ့ပြင်းပြီးတော့လောက်ရတတ်တယ်ဖားတစ်ပိုင်းငါးတစ်ပိုင်းအားနေတယ်ဗျ ျွန်တော်တို့ရပြောရင်15ရက်လောက်တည်းမှာလာသမ်းမှာအားကောင်းပြီလာကုန်မှာအားမကောင်းတတ်တဲ့ကာလမျိုးဖြစ်တော့ဒီလာသမ်းပြင်းတွေမှာလုံးစရာကြီးတဲ့လုံငေါအောင်ခတိချင်းမှာပြင်းပြထန်တာလုံးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတင်းနှွနေသားသမီးကြိုးစားပြီးလုပ်လိုက်သားမှာဗျာခင်ဗျာမှာတော်တော်များများခွန်းလန်းနေရပြီးတော့15ရက်ကျော်တဲ့အခါမှာခင်ဗျာနားကျင်နားလိုက်ပါခင်ဗျာဘယ်တော့လို့လို့တိတ်စင်ပြီးမှာမဟုတ်ဘူးဒါကြောင့်ခင်ဗျာတင်းနှွနေသားသမီးတွေကလေးလာပိုင်းဒီမှာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ15ရက်အတွင်းမှာပွင့်လန်းပြီး15ရက်မှာနောက်ကျတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်တင်းတင်းကိုနေသားသမီးတွေကဥယျာဉ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးပွင့်လန်းကျင်နေပေါ့ဗျာပွင့်လန်းကျင်နေဆိုလို့ရှိရင်ခင်ဗျာကြာသာပရိအော်ကြာသာပရိတဲ့ဟောပေါ့ရာဟုအနောက်မြောက်ကိုလှက်လှက်ပြီးတော့မျက်နှာလေးတက်မျက်နှာလေးတက်ပြန်ကိုယ့်ရဲ့ပါးလေးကိုဖောက်ဖောက်ဖောက်နဲ့ပုတ်ခင်ဗျာပါးလေးခင်ဗျာလှုပ်နေတာဥယျာဉ်လောက်ကိုင်းနဲ့လှုပ်ကျင်တော့ပါးလေးကိုဖောက်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 နဲ့ပုတ်ချက်ပုတ်ပြီးမှအတင်ပါးလေးရဲ့ကျွန်တော်တို့လုတ်ကန်မကောင်းဘူးဗျာလုတ်ကန်ကောင်းကျင်တယ်ကျွန်တော်အိမ်မှာမိမအိမ်ဆောက်ကျင်တယ်အိမ်ဆောက်ကျင်လို့ဟာချွေးမလေးကနိုင်ငံရောက်သွားမှနိုင်ငံရဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေးကျင်လိုက်တာဗျာ တားလီရလည်းအလုပ်ခေါ်တာတွေမလာဘူးအိမ်မှာတော့အလုပ်ကင်နေပါတဲ့တယ်မိသားစုနဲ့ပတ်သက်အသိအစင်မပြေဘူးဗျာအဲ့ကိစ္စလေးတွေစင်ပြေခြင်းနဲ့ကျွန်တော်လည်းအိုးအိမ်ကောင်းကောင်းလုပ်ငန်းကောင်းကောင်းအစင်ပြေတဲ့လုပ်ငန်းလေးပေါ်ခြင်းတာအဲ့ဒါအပေါ်အတင်းပါလီရကကုညီဆောင်ဖြောက်တော်မူပါဆိုတာမျက်နှာလေးတဲ့ကိုယ့်ရဲ့ပါလီကိုဘယ်ညာမခွဲဘူးခင်ဗျပါလီကိုဖောက်ဖောက်ဖောက်နဲ့ပုတ်ပြီးမှခင်ဗျသူတောင်းလိုက်သားမှာဗျာပိတ်ဆိုနေတဲ့အိုးအိမ်လုပ်ကင်ညာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်2025လေးလပိုင်း AB လအတွင်းမှာတနင်္ဂနွေသားသမီးအားလုံးကဥယျာဉ်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စ အဆင်မပြေလို့ရတော့ကျွန်တော်တို့အဲ့โอเคရာဦးတောင်းနောက်မြောက်တောင်းလက်အမျက်နှာလေးကိုတက်ပြီးပြီးမှကိုပားလေးကိုရေလင်းနဲ့ဖဖဖဖနဲ့ပုတ်ပြီးတော့ဆူတောင်းလိုက်သားမှာဗျာပုတ်တဲ့သဘောကခင်ဗျာလှုပ်ပလိုက်တာလှုပ်ပလိုက်တဲ့အတွက်ခင်ဗျာမပိတ်ဆိုးနေတဲ့အိုးဝင်လောက်ကများမြန်သုံးပွင့်လာမှာဖြစ်ပါတယ်ကျွန်တော်တို့လိုလေကူကူပေးနေတဲ့ရေရာတွေပေးနေတာပါလွယ်အောင်လို့ပါတကတိလေးမှာဟိုကလှုပ်ပါဒီကလှုပ်ပါဆိုတော့အဆင်မပြေဘူးဘုရားကျော်လေးရှားပါတချို့ပြဿနာတက်နေတာဆိုဘုရားကျော်ဘယ်မှမသိဘူးအပေးတဲ့မသားဘုရားကျော်ကြီးပေးလို့ငါဘုရားကျော်ကဘယ်မှမသိဘူး အာထင်းညက်ပြီးလို့ထင်းညက်တလုံးတချို့1500လောက်ရှိနေတလုံး1500တယ်ဗျာအဲ့နေရာမျိုးထင်းညက်ပဲသွားရေရာပြီးလို့တော့ပါချလိုက်မှာပေါ့ဖြောင်းတောင်တောင်နေသွားလိမ့်မယ်အဲ့ကြောင့်လွေအောင်လို့လွေလွေရေရာလေးတွေပြီးနေတာဖြစ်ပါတယ်ဗျာကျွန်တော်ဒါကြောင့်ခမရတင်းနေတာသမီးများအလုတ်ไก่မကောင်းလို့ရတော့ရာဟုတောင်းနောက်မြောက်တောင်းလဲညနေလေးရင်တန်းဘဲဘဲပါလေးကိုပေါက်ပေါက်ပေါက်နဲ့ပုတ်ပြီးတော့စူးတောင်းလိုက်သားမှာဗျာခမရပိတ်ဆိုးနေတဲ့အိုးအလုတ်ไก่များအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်အင်းငင်းကနေတာသမီးများငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာ 15ရက်လောက်တည်းမှာယာယီခမရအီလေအီလေဖြစ်ပြီး15ရက်ကျော်မှာတအားပွင့်တတ်တယ်ခုနကအိုးရင်လောက်ကရ15ရက်တည်းမှာပွင့်ပြီးတော့ခမရဟိုဟာပေါ့15ရက်ကျော်မှာအဆင်ပြေမင်းဘာဒီပြောနေအောင်ကိုယ့်ကပြောနေလို့မထင်နဲ့အလောက်ကင်နာပွင့်တာပတ်သက်မရဘူးအလောက်ကင်နာပွင့်တာပတ်သက်မရသူအဲခမရအဲဟိုမှာလောက်ကင်ငိမ့်သွားတဲ့ချိန်မှာပတ်သက်ရမှာဟိုလက်ကုံမှာလာတာထုတ်သလိုပေါ့ဗျာလာသန်းတော့လှုပ်လေလောရမှာပဲအဲ့ဒီသဘောမျိုးကိုပြောတာ ဒါကြောင့်တင်းနှင်ကနေသားသမီးများလေးလပိုင်းမှာအသိအချင်းပြင်းအိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စငွေကြီးနဲ့မှအချင်းပြင်းတင်းနှင်လာအရှိအရာကိုလက်မျက်နှာလေးတဲ့ကုနာလိုပဲဘဲဘဲပါလိုပဲလက်ကလေးကဖောက်ဖောက်ဖောက်နဲ့ပုတ်ပြီးတော့ပုတ်ပြီးမှဆူတောင်းကျွန်တော်ပတ်သက်လိုးနေတယ်ဗျာကျွန်တော်လိုတဲ့ပတ်သက်ဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လိုချင်တာဘလောက်အဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဒါကြောင့်အာဒီအတင်မျက်နှာတည်ရေးလေးကအာဘဲဘဲပါဖောက်ဖောက်နဲ့ပုတ်ပြီးမှအဲ့ငွေလေးဝင်အောင်အများဆုံးကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းကိုဆူတောင်းခင်ဗျာဆူတောင်းပြီးတဲ့အချိန်ရရအပြင်ပြောရင်နှစ်ရက်နောက်ကြရင်တော့၁၃ရက် ား73လောက်တည်းမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါလေဗျာဒါကြောင့်အမျက်နာတင်အဲခမရပါလီပုတ်ရေချိုးရင်းမြင်လို့အကြောင်းတစ်ခုနဲ့ပတ်သက်လို့ရှိရင်အဲခဲဘဲဘဲပညာပဲပါလီကိုပုတ်ပုတ်ပြီးမှငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာတင်းနေလားအရှိအရာကိုလက်ပြီးတော့ပုတ်ပုတ်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ခမရမှာပိတ်ဆိုနေတဲ့ငွေကံများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာအဲဒါကြောင့်လေးလာပိုင်းတွင်မှာတင်းနေကနေသားသမီးများကျွန်တော်တို့ရွှေညာမိမိသားစုရဲ့ ကံမြင့်ရေရာရပြောင်းတင်းနေလာအရှိရကိုလှဲ့မျက်နှာလေးသိမတာဘဲပပလို့ရေလေးနဲ့ဆုပ်ပြီးဖဖဖနဲ့ပုတ်လိုက်သမှာဗျာဘယ်ညာမခွဲပါဘူးပုတ်လိုက်လို့ရှိရင်တော့ခမရမှာပိတ်ဆူနေရငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ဒီချိန်လေးမှာပဲထူးခြားနေတာကနော်တင်းနေဝင်ဒီသားသမီးတွေကဒီချိန်မှာဟိုပေါ့ဘေးကတော့အဆင်ပြေနေတယ်လို့ပဲတကယ်တမ်းကျတော့အဆင်မပြေဘူးဗျာစိတ်ထဲမှာဝါတတာဖြစ်နေတာစိတ်ထဲမှာတခုခုဘေးကကြီးနေရတော့အဆင်ပြေနေတာပဲစိတ်မှာမပြတ်ဘူးအလိုလိုရမလား အင်းစောက်မလားအင်းစောက်ရင်မတတ်ကုန်မယ်အလုပ်လုပ်ရင်အဲ့ဒီလောက်ကအဆင်ပြေပါမလားအလုပ်ကိုစလိုက်မယ်ဆုံးချုံးသွားရင်ဒုက္ခဆိုတဲ့စိတ်ထဲမှာတခုခုဆုံးဖြတ်ကြတိတိကျကျမချားရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာတခုခုလွဲချုံနေသလိုပဲခံစားရတတ်တယ်အဲ့ဒါကြောင့်ခမတခုခုနဲ့ပတ်သက်တဲ့စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းအင်္ကာတောင်းအရှိတောင်းတောင်းလှက်လှက်ခမဘာမှမကင်မင်းနဲ့စူးတော့ဘာမှမလဲဓမ္မဘာမှမကင်မင်းနဲ့စူးတော့ကျွန်တော်လောက်ကန်နေအစ်စ်လုတ်ချင်းနေဗျာ လက်ရှိဖြစ်ပေါ်နေတဲ့အနေထားအိမ်ကလည်းတထထိန်နှစ်ထပ်ဆောက်ခြင်းတယ်ဗျာကျွန်တော်အလုပ်ကမရှိဘူးဗျာအလုပ်လုပ်ခြင်းတယ်ဗျာအလုပ်တော့ရှိပါသေးဒီလောက်ကတိတ်မကောင်းဒီအလုပ်တွေပြောင်းလုပ်ခြင်းတယ်ဗျာမိမိဘာတွေတိုးတက်ခြင်းတော့တိုးတက်ခြင်းတဲ့အကြောင်းအင်္ကာတော့အခြေတောင်တော့လက်ဘာမှမကြိုက်မင်းနဲ့ဆူတောင်းလိုက်သမှာဗျာခမရဆူတောင်းပြီးတဲ့အချိန်ကစပြီး၃ရက်လောက်တွင်မှာခမရမှာပိတ်ဆို့နေတဲ့ဆူတောင်းမှုများအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာနော်အဲ့ဒါလေးကြည့်ကြည့်ကိုနေနီးနေစတဲ့တဲ့တလူယောက်ျားလူယောက်ျားတဲ့ဘုန်းကြီးလူလူတော့ဆူတောင်းတောင်းဆုံမြောက် အဲသွားသွားဆိုဟုတ်ကဲ့ဟုတ်ကဲ့သွားချင်မှသွားလာလာဆိုဟုတ်ကဲ့လာပါမယ်ဆိုလာချင်မှလာအယောင်တော်တော်ကြောင်တော်တော်နေနဲ့ဂျုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေယောင်တော်တော်ကြောင်တော်တော်ဂျုံတွေ့နေတင်းနေလာအရှိအရာကိုလက်ခမရကုနာမျက်နှာလေးတက်လက်ကလေးနဲ့ပုတ်သလိုငွေကြီးနဲ့ပတ်တူပါလေးကိုပုတ်ပြီးဆူတောင်းသလိုခမရဆူတောင်းသားမှာဗျာမျက်နှာလေးတက်ပြီးမှသွားအသိရေလေးရမျက်နှာတည်ရေလေးရအာကျွန်တော်လေးအာအိမ်ရသားကလုံးမလုပ်ဘူးဗျာအလုပ်တော့လုပ်ပါရဲ့ပတ်သက်မှဘူး အဲ့ဒါအကိုအကိုကိုမိသားစုမှမနေဘူးအပြင်မှာထွက်နေတယ်ဘီလီကုံသွားနေတယ်ရက်ဆိုင်သွားနေတယ် KTP သွားနေတယ်အိမ်မှာတမချင်းတင်ပြမလာဘူးဗျာအခုလွဲချောနေတယ်အဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးတက်နေတယ်အဆင်ပြေအောင်ပြက်နေတယ်လူယောက်ျားတွေကိုကိုကိုမိသားစုကိုလုပ်ငန်းမှာကတ်ပြီးအဆင်ပြေအောင်အတင်းကြီးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာရှေ့ရက်ကိုလှက်လှက်ပြီးတော့တင်းငယ်ကြီးသားသမီးတွေဆူတောင်းမယ်ဆိုလို့ရှိရင်တော့ပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများဒီလိုက်လေးလပိုင်းမှာ ကျွန်တော်တင်းလာအရှိအရာကိုလှည့်ပြီးရေးလေးမျက်နှာသေးလေးကမ်းပြီးဆူတောင်းမယ်ဆိုရင်တော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းမင်းနေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စဒီချိန်မှာရုပ်ကြီးရုပ်ကြီးပြောင်းလဲပြီးငွေကြေးနဲ့ပတ်ကြတဲ့တာဒီပိုင်းငွေကြေးနဲ့ပတ်သက်တဲ့မဟုတ်တာလောက်တာဒီပိုင်းနေဖြစ်နေရပဲဖားဒီပိုင်းငါးဒီပိုင်းဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒီချိန်မှာ အဲမင်းနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေအာလူအာလူဆိုတဲ့တက်ကဥလားကိုကဥအောင်ရအောင်လို့ကြာသာပရိအနောက်ရကိုလှည့်ပြီးမှသူတော်အတင်းအာလူလေးကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်အပြောင်းအလဲရတူတူတွေလုပ်မယ်မြေယာတွေနဲ့ပတ်သက်တာလုပ်မယ်မင်္ဂလာတွေစောင်းမယ်စမွဲတွေဖြီးမယ်ဗျာအဲစမွဲဖြီးထားတဲ့လူတွေအောင်ပါသေးကြောင်းခင်ဗျာကြာသာပရိအနောက်ရကိုလှည့်ပြီးအာလူလေးကင်ပြီးတော့သူတော်လိုက်စမ်းပါဗျာလေးလာပိုင်းတွေမှာ ခင်ဗျာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့အထူးရည်တွေကတော့ကံမြင့်ရည်တွေကတော့အနောက်ရောက်ကိုလှည့်ပြီးအာလူလိတ်ကင်စူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆိုးနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအချွေရာထူးတို့နဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စနော်မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုသွားခြင်းတဲ့ခီးရတခုသွားခြင်းတဲ့ပြောနေရစကားတခုကြောက်နေရတာဗျာကြောက်တော့ပြောခြင်းသူပြောခွင့်မရဘူးသွားခြင်းသူသွားခွင့်မရဘူးတခုတိတ်တိတ်လန့်နေအပြင်ထွက်ရင်ရှေ့ကျော်နောက်ကောဘေးရောကြည်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့် တနင်္ဂနွေသားသမီးအားလုံးတို့ဒီဂကီးစကားနဲ့ပတ်သက်တဲ့တခုခုအစီအမဲပြင်းဗုဒ္ဓတောင်ရကိုလက်ရေးလေးတောင်းပြီးမှဆုတောင်းအတင်ရေးလေးရဲ့ကျွန်တော်ခီးတွေသွားမယ်ဗျာအနေချင်းပြီးချင်းပြီးအစီအမဲချင်းနဲ့ကျွန်တော်စကားတွေပြောမယ်ဗျာကျွန်တော်ပြောတဲ့စကားမှာအနေချင်းပြီးချင်းပြီးကျွန်တော်ပြောသမျှသူသမျှအောင်မြင်ချင်းနဲ့ကျွန်တော်အများဆုံးကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလက်ပြီးတော့ရေးလေးတောင်းပြီးဆုတောင်းမယ်ဆိုရင်တနင်္ဂနွေသားသမီးများလေးလပိုင်းတွင်မှပိတ်ဆို့နေတော့ခီးစကားများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာနော် ဒီအချိန်မှာရိုးရာတွေနဲ့ပတ်သက်တယ်မှာကိုယ်ကိုကူညီပေးတဲ့လူကတပိုင်းပြဿနာရှာတဲ့လူကတပိုင်းအဲ့ဒါမျိုးတွေဖြစ်ပြီးတော့ကိုယ်အမှန်တော့ကြောက်ရတာနင်းကပ်တဲ့လူကြောက်ရတာပြောကိုယ်အကြောင်းသိတဲ့လူကကိုယ်တိုင်လို့ကိုယ်အကြောင်းသိတဲ့လူကကိုယ်ဒုက္ခပေးလို့အဲ့ဒါမျိုးတွေအစင်မပြတ်တဲ့ကာလမျိုးဖြစ်ပါတယ်အချင်းချင်းလက်တူတတ်တဲ့ကာလအချင်းချင်းသစ္စာဖောက်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်တင်းငွေနေသားသမီးအားလုံးကဒီချိန်မှာရိုးရာတွေဖော်ပါရိုးရာဖော်မှာဒုရကြောပြီးအမှုခင်းပြဿနာများအတိုင်းတော်များကင်းဝေးမှာဖြစ်ပါတယ်ဒါကြောင့်တင်းငွေနေသားသမီးအားလုံးတို့ဒီ အာကျွန်တော်တို့အာမလက်ဖက်ကလေးပေါ့ဗျာလက်ဖက်ကလေးလက်ဖက်ကလေးကိုကျွန်တော်တို့အရဆိုလို့ရှိရင်တော့တနင်္ဂနွေတောင်အရှိမြောက်တောင်လက်လက်ဖက်ကလေးကိုကိုင်းပြီးပါဆူတောင်အတင်းလက်ဖက်ကလေးရဲ့ကျွန်တော်တို့ရိုးရဘောလို့ဒူးရကြိုးခြင်းနဲ့အမှုခင်းပြဿနာတွေဝေးခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဆူလိုက်ပြုံးလိုက်လုံးလိုက်ကဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့သာသနာပြုခြင်းလိုက်တာဗျာကျွန်တော်တို့မှာပိတ်ဆိုနေတဲ့ပြဿနာတွေဝေးကွာပြီးတော့အာအလူဒါနာတွေပြုတ်ပြီးရှူတွေလဲငွေတွေလဲနဲ့လှူချင်းနိုင်ကျင်လိုက်တာဗျာအဲ့ဒီကိစ္စတွေအမြန်ဆုံးအစဉ်ပြေအောင်အမှုခင်းပြဿနာတွေဝေးအောင် အတိုင်တော်တွေဝေးအောင်နော်အိုက်ကိစားတွေလုပ်ပြီးတော့ငွေကြီးများစုလိုက်ပြုံလိုက်ဝင်ပြီးတော့ငွေကြီးကြောင့်ပြဿနာဒုစုံတရားမဖြစ်ဖြစ်နဲ့လူနိုင်တန်းနဲ့နေပွဲများအောင်မြင်စွာပြီးအောင်အသင်လက်ဖက်ကလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းငွေတီတောင်းအရှိမတောင်းလှဲ့လက်ဖက်ကလေးကိုင်းပြီးစူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေသောရောအဘောလိုဒိုးအကျော်ပြီးအမှုခင်းပြဿနာများဝေကမှာဖြစ်ပါတယ်ဗျာဒါကြောင့်လေးလာပိုင်းတွင်မှာတင်းငွေတီသားသမီးအားလုံးတို့ဒီတင်းငွေတီတောင်းအရှိမတောင်းလှဲ့လက်ဖက်ကလေးကိုကိုင်းပြီးမှစူတောင်းခြင်းအပြင် အမျိုးဘာသာတရားရင်းနဲ့ပတ်သက်တဲ့အနောက်ကျအာဏာတွေကင်းဝေးပြီးအမှုခင်းမိပါဘူးကင်းဝေးပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝေရောက်ပြီးသာသနာပြုနိုင်တဲ့ပုံစံတွေဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်တင်းငွေတွေသာသမီအားလုံးတို့ဒီလေးလပိုင်းအတွင်းမှာတော့တော့ကျွန်တော်တို့ယောဂအရာပြောလို့ရှိတော့ရှိနော်ဒီမှာအေးပတ်တဲ့ယောဂများဖြစ်တတ်ပါတယ်။နော်အဲဒါမှာအစာရင်နဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့ဝင်ကြိုက်ပိုးကင်းများဝင်တတ်ပါတယ်။နော်ဝင်ကြိုက်ပိုးများဝင်တတ်ပါတယ်။လမ်းသွားရင်လာရင်နဲ့ဆိုင်ကြီးတွေလဲတတ်ပါတယ်။ခလုတ်တိုက်လဲတတ်ပါတယ်။ ခမရအဲ့ဒီစံကဲစည်းမတာခွေးတွေကိုတိုက်ပြီလို့လူကပြည့်လဲသွားတယ်မကြိုးပါဘူးဗျာနာသွားတတ်ပါတယ်နာမအဆင်ပြေတာဒီချိန်မှာလူနိုင်တာမနိုင်တော့ငွေနဲ့ပတ်သက်တဲ့ကိစ္စမှာကြက်တက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ငွေယာယီပြတ်တောက်တတ်တဲ့စံကဲကျော်မှာအကုန်လုံးအဆင်ပြေရမှာဒါကြောင့်တနေ့ကနေသာသမီတို့အားလုံးတွေတခုခုပိတ်ဆို့နေတယ်နော်တခုခုပိတ်ဆို့နေဆိုတနေ့ကနေတောင်အရှိမရောက်တော့အောင်လှက်ဘာမှလက်ထက်မကင်မင်းနဲ့ဆူတောင်းခမရအဲ့ခမရကြက်တေမင်္ဂလာပေါင်းတဲ့ခါးချောင်းပြီးခမရဆူတောင်းနေတော်တော်များများပြေးလိမ့်မယ် ခင်ဗျလက်ရှိနေထားတဲ့တိုးတက်ခြင်းတယ်တိုးတက်ခြင်းတယ်ဆိုရင်အင်္ဂါတော့အရှိတောင်တော့လက်ဘာမှမကင်မင်းနဲ့လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတော့အာကျွန်တော်လုံးမကောင်းမှုလုံးလုံးကျင်တာအိမ်ကတထထပြနထလုံးကျင်တယ်အိမ်တလုံးပြနောက်တလုံးလုံးကျင်တယ်အာကျွန်တော်ပတ်ဆိုင်တော့ကုဝင်တာတသိန်းဝင်တာကျွန်တော်နှစ်သိန်းဝင်ခြင်းဆိုတဲ့အကြောင်းခင်ဗျလက်ရှိနေထားတဲ့တိုးတက်ခြင်းတယ်ဆိုရင်တော့အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးတော့ဆူတော့ခင်ဗျကျက်တင်မင်္ဂလာပေါင်းတဲ့ခါချောင်းကျင်တဲ့တယောက်နဲ့တယောက်ပြဿနာတွေကင်းဝေးပြီးအဆင်ပြေခြင်းနဲ့ပျော်ပျော်ချင်းချင်းအဆင်ပြေညော့တင်းနှင်းဝင်နေတော့ အရှိမရောက်တော့လှည့်ပြီးမှထူထောင်လိုက်စမ်းပါဗျာကျွန်တော်တို့လေးလပိုင်းတွင်မှာတနင်္ဂနွေသားသမီးနဲ့ပတ်သက်တဲ့ AB လတွင်မှာ2025 AB လတွင်မှာကံမြင့်ရေရာတွေကတော့တနင်္ဂနွေတောင်အရှိမရောက်တော့လှည့်ပြီးတော့ကျက်တည်မင်္ဂလာနဲ့ပေါင်းတဲ့ခါချောင်းချင်းတနင်္ဂနွေတောင်လှည့်ပြီးတော့ဆူတောင်းဘာမှမကိုင်းနဲ့လက်ကြည့်နေထားတဲ့တူတရချင်းတော့အင်္ဂါတောင်အရှိတောင်တောင်လှည့်ပြီးမှခမရဘာလဲတမဘာမှမကိုင်းမလဲဆူတောင်းခြင်းဖြင့်ဒီဗျာအားလုံးကြမ်းပါလို့ချမ်းသာတော်မူတိုင်းကြားစားပါစေကျေးဇူးတင်ပါတယ်ဗျာဆရာကြီးမြန်မာပြည်ပါ